တရားပဲစီဧပြီလ29ရက်ဗုဒ္ဓဟူးနေ့ညနေခင်းရောက်တဲ့သတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့မှာတော့ရှမ်းတောင်ဒေသကိုအဓိကထားပြီးစစ်ရေးဖော်ဆောင်သွားမယ်လို့အသစ်ဖွဲ့စည်းလိုက်တဲ့ KNDF ဗျူဟာကိုစစ်နီဗျူဟာမှုကပြောဆိုလိုက်တဲ့အကြောင်းမြင်းမထီတောင်တတူတူဖော်မှုလက်မခံနိုင်တဲ့အတွက်ဒေသခံတွေဆန္ဒပြထုတ်ဖော်လိုက်တဲ့သတင်းဒီမော့ဆိုမြို့ပေါ်ကစစ်ရေးအရရေးပါတဲ့မြေတွေကိုအကွက်ရိုက်ရောင်းချတာတွေမျိုးပြုလုပ်ဖို့ ယာယီအုပ်ချုပ်ရေးကောင်စီကစီကံချက် ထုတ်ပြန်လိုက်တဲ့ဖြစ်စဉ်နဲ့ပြည်သူလူထုတွေအားထားရတဲ့နန်းဆန်ဖူးရေထွက်ပေါက်ကိုဝိုင်းဝန်းထိမ့်သိမ့်ဖို့လိုအပ်နေတယ်လို့ IEC မွေးမြူရင်းနဲ့ဆယ်မြောင်းဌာနဌာနမှူးကြီးပြောကြားလိုက်တဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ Greenie မျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာကိုအဖြစ်ဝေရောက်ပူပေါင်းလိုက်တဲ့နောက်ရှမ်းပြည်တောင်ပိုင်းဒေသမှာစစ်ရေးပေါ်ဆောင်မှုတွေအဓိကလှုပ်ဆောင်သွားမယ်လို့စစ်နည်းဗျူဟာမှုကိုဖိုးခွားကပြောပါရတယ်။ လက်ရှိရှမ်းပြည်တောင်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲတွေကြီးကြီးမားမားဖြစ်ပွားတာမျိုးမရှိသေးပေမဲ့ဗျူဟာအမှတ်ကိုအနေနဲ့ဂရင်းနီနယ်မြေတွေကတိုက်ပွဲတွေမှာပူပေါင်းပြီးစစ်ရေးဖော်ဆောင်နေတာပါ ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSNRU ရှမ်းတောင်ဒေသခံကာကွယ်ရေးတပ်အမှတ်1005အမှတ်1008 SODF တို့ကရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF အမည်နဲ့ ကရနီမျိုးသားများကာကွယ်တပ် KNDF ဖြူဟာအမှတ်ကူမှာပူပေါင်းပါဝင်လာတာဖြစ်ပါတယ်။အခုလိုပူပေါင်းဖွဲ့စည်းလိုက်တာဟာရှမ်းတောင်ဒေသအတွင်းအခြေခံနေမျိုးတွေကိုတိဆောက်လို့တဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့ရှစ်လုံးငန်းစီတွေအနေနဲ့နောက်ထပ်ပေါင်းစည်းမှုတွေကိုလည်းဆက်လက်စ조사ဖော်ဆောင်သွားမယ်လို့ KDF ဖြူဟာအမတ်ကိုရဲ့စစ်နေဖြူဟာမူတာဝန်ရှိသူကိုဖိုးခွားကပြောဆိုသွားပါတယ်ရှင်။ဖေခုံမြို့နယ်တိကျိတ်ကြီးရွာအုပ်စုတွင်မှာရှိတဲ့ မြင်းမထစ်တောင်တက်တုသွင်းမှာခဲတတုတူးဖို့ဖို့နေမြေဒေတာခန်တွေနဲ့ညှိနှိုင်းမှုမပြုလုပ်တဲ့ကုမ္ပဏီတို့ခုကိုမြင်းမထစ်နေမြေဒေတာခန်တွေကမနေ့ကဧပြီလ22ရက်နေ့မှာကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။လေးပွေကျဲကုမ္ပဏီနဲ့ Mistral တရုတ်ကုမ္ပဏီတို့ကနေမြေဒေတာခန်တွေကိုအတိမပေးဘဲမြင်းမထစ်တောင်ပေါ်မှာတက်တုတူးဖို့မဲ့စီမံကိန်းတစ်ခုကို၅နှစ်စာချုပ်ချုပ်ဆိုခဲ့ကြတာပါ။ဒါရီပြင်တက်တုတူးဖို့ရဲ့အတွက်လေးပွေကျဲကုမ္ပဏီဥက္ကဋ္ဌဦးတန်းစွန်းနိုင်က နေမြေဒေတာခံဖြစ်တဲ့ပရာဒေါင်းဆွေမျိုးစုတွေမပါဝင်တဲ့လူမှုဖို့ဖြူရေးတစ်ခုကိုမြင့်တိဒေတာအတွင်းမှာဖွဲ့စည်းဖို့စူးစမ်းနေတယ်လို့ပရာဒေါင်းဆွေမျိုးစုတွေကပြောပါတယ်။မြင့်တိတက်သူသွေးကိုအင်္ဂလိပ်ခေတ်ကလေးကဘိုးဘွားဘီဘီတွေတူးဖော်ခဲ့ကြတာဖြစ်ပြီး2009ခုနှစ်ဝန်းကျင်မှာလေးပွေကျဲကုမ္ပဏီကအလုတ်ွက်ဖော်ကဝေရောက်လောက်ကိုင်းနေတာဖြစ်ပါတယ်။လက်ရှိမစ္စတာဝန်ကုမ္ပဏီနဲ့တွဲဖက်ပြီးအကြီးစားတက်သူတူးဖော်မှုကိုဆက်လက်လောက်ကိုင်းကြမှာဖြစ်တာကြောင့်တဘွားပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးလာမှာဖြစ်တယ်လို့မြင်းမထစ်တောင်ပေါ်တောင်အောက်ကကျေးရွာလေးရွာလဲထိခိုက်ပျက်စီးလာမှာကိုဒေသခံတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်ဒီမော့ဆုံမြို့နယ်မြို့ပေါ်ရက်ွက်တွေနဲ့ကျေးရွာတွေမှာရှိတဲ့စစ်ရေးအရာရေးပါတဲ့မြေတွေကိုအကွက်ရိုက်ရောင်းချမှုတွေမပြုလုပ်ဖို့စီကံချက်တွေပါဝင်တခြားသောစီကားချက်တွေကိုမြို့ပေါ်ရက်ွက်ကြကာလအုပ်ချုပ်ရေးကောင်စီကအများပြည်သူတွေလိုက်နာဖို့ထုတ်ပြန်ခဲ့ပါတယ်ပြီးခဲ့တဲ့ဧပြီလ20ရက်နေ့မှာအဲ့ဒီစီကံချက်တွေကို အသိပေးတဲ့အနေနဲ့မြို့ရဲ့လမ်းဆုံနားခွနေရာတွေမှာအသိပေးစာတွေကိုတွားရောက်ကတ်ခဲကြပါတယ်။စည်းကမ်းချက်တွေမှာတော့မူကြီးဈေးဝါးတွေတုံးဆွဲတာ၊ရောင်းဝယ်ဖောက်ကားတာတွေ၊လောင်းကစားပြုလုပ်တာတွေကိုတားမြစ်ထားတဲ့ပြင်ပြည်သူအိုးအိမ်ပစ္စည်းတွေ၊ဈေးဆိုင်တွေ၊ပုဂ္ဂလိကပိုင်ပစ္စည်းတွေ၊ဘာသာရေးဆောက်ဦးစာတင်ကြောင်းနဲ့ဌာနဆိုင်ရာဆောက်ဦးတွေမြို့မဈေးအဆောက်ဦးရဲ့ပစ္စည်းတွေကိုခိုးယူရောင်းချတာတွေလည်းတားမြစ်ထားပါတယ်။ ဒါရီချင်းစစ်ရေးအရာအရေးပါတဲ့နေရာတွေမှာမြေကွက်ဖို့အကွက်ရိုက်ရောင်းချတာတွေမပြုလုပ်ကြဖို့ဆိုတော့အချက်လက်လက်ပါဝင်နေပါတယ်ဒီမော့ဆိုမြို့ပေါ်ရက်ကွက်ဟာစစ်ကောင်စီအာဏာသိမ်းပြီး2021ခုနှစ်မေလကလေးကစတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့်ပြည်သူအိုးအိမ်ထိခိုက်ပျက်စီးတာပျောက်ရှတာတွေရှိခဲ့ပေမဲ့လည်းကျန်ရှိနေတဲ့အဆောက်အဦတွေဌာနဆိုင်ရာအဆောက်အဦတွေနဲ့ပျက်စီးတွေပြည်သူပိုင်ပျက်စီးတွေကိုပြန်လည်ထိန်းသိမ်းစောင့်ရှောက်လိုတဲ့အတွက် အခုလိုဖွဲ့စည်းရတာဖြစ်တယ်လို့သိရပါရရှင်။ဒီမော့ဆွန်မြင့်နဲ့နောက်ဖက်ချမရှိတဲ့နန်းဆန်ပူ6ရဲ့ရေထွက်ပေါက်ကိုရေရှည်တုံးပြူနိုင်ဖို့အတွက်ဝိုင်းဝန်းထိသိမ့်ဖို့လိုအပ်နေပြီလို့ဂရီနီချာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့စိုက်ပျိုးရေးမွေးမြူနဲ့ဆယ်မြောင်းဌာနဌာနမှူးကြီးခူတူတွေကပြောပါရယ်။အဲ့ဒီချောင်းကိုဆက်ရှောက်ဦးရေ9000နဲ့ဒေတာခန့်ကြေးရွာပေါင်း30ဝန်းကျင်ကအတိကထားအသုံးပြုနေကြရတာဖြစ်ပါတယ်။ဒါပြင် ရင်းကစိုက်ပြုံးမြေဧကပေါင်း9000ကလည်းအဲ့ဒီနန်းဆန်ဘူးရီထွက်ပေါက်ကိုမိခိုနေရတာလို့လည်းခုတူတွေကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကငလေလောက်ခတ်တဲ့ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်နန်းဆန်ဘူး6ရင်ချဆင်းသွားပြီးလက်ရှိမှာချောင်းရီတွေပြန်တက်လာနေပေမဲ့အေးရေထွက်နှုတ်ထက်ရှော့နေတဲ့ကြောင့်ဒေသခံတွေကစိုးရိမ်နေကြတာပါ။လက်ရှိမှာတော့ရေထွက်ပေါက်ထိမ့်သိမ်းဆောက်ရှောက်ရေးကော်မတီနဲ့ရိုးရတဲ့လက်ပူဆော်ပါတရေးကော်မတီကိုဖွဲ့စည်းထားပြီး ရေထွက်ပေါက်ကိုပြန်လည်ပြင်ဆင်မှုတချို့လှုပ်ဆောင်နေကြပါတယ်။ပရီနီချာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့စိုက်ပျိုးရေးဝင်းမြူရေးနဲ့ဆယ်မြောင်းဌာနကနေပြီးနတ်ဆန်ဖူးချောင်းအနေနာကိုခြံစည်းရိုးခတ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်ရှင်။ကန်နော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny B2B သားအားလုံးအကျက်တဲဘွားကနေလူမြောက်ကြပါစေရှင်။ကျမမော်လီမြပါ။